စစ်တပ်အခြေစိုက်ရာနေပြည်တော်ရှိအဓိကလမ်းမကြီးတွေရဲ့လမ်းဘေးပညာမှာလမ်းနဲ့အတွင်ကျူးကျော်နေထိုင်သူတွေကိုရှင်းလင်းဖယ်ရှားနေလို့သိရပါဗျ။အဓိကလမ်းမကြီးတွေရဲ့လမ်းဘေးလမ်းနဲ့အတွင်ကျူးကျော်ဝင်ရောက်နေထိုင်သူတွေကိုအခုနှစ်ကုန်မတိုင်ခင်အပြီးဖယ်ရှားဖို့စီစဉ်နေတာပါ။အခုလိုဖယ်ရှားဖို့နဲ့ပတ်သက်ပြီးလုပ်ငန်းညီနိုင်အစီအဝေးကိုအော်တိုဘားလ24ရက်ကနေပြည်တော်ကောင်စီမြို့တော်ခန့်မှမှာပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအစည်းအဝေးမှာစစ်ကောင်စီဥက္ကဋ္ဌဦးတန်းထွန်းဦးကနေပြည်တော်ကိုခင်မီစံပြမြို့တော်ဖြစ်အောင်ဆောင်ရွက်နေကြောင်းအခုလိုဆောင်ရွက်နေရမှာမြို့တော်ရဲ့ဂုံကိုထိခိုက်စေတဲ့လမ်းနယ်နမိတ်အတွင်းနဲ့လမ်းနယ်နမိတ်ပြင်ပတွေမှာဆောက်လုပ်ထားတဲ့အဆောက်အုံတွေကိုလုံထုံးလုံနီစီမင်းဥပဒေရင်းနဲ့အညီဖယ်ရှားဖို့လိုအပ်တယ်လို့ပြောကြားခဲ့တာပါနေပြည်တော်အဓိကလမ်းမကြီးတွေဘေးကကျူးတွေကိုဖယ်ရှားနေတယ်လို့တစ်ဖက်မှာလည်းနေပြည်တော်မြို့တော်ခန်းမအနီးမှာပြည်သူရင်ပြင်း နေပြီးတော့မြို့အဝင်မှာမြို့အဝင်ဆိုင်းဘုတ်တွေကိုပြုလုပ်နေပြီးစစ်ကောင်းဆောင်ကိုရိုင်းအော်တိုဘာလ29ရက်ကလှည့်လည်ကြီးရှုခဲ့တယ်လို့သိရပါတယ်ရှင်။